်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန်ချက်နဲ့နှမ်းထွက်မကိုက်ဖြစ်ခဲ့ရသောမင်းအောင်လိုင်းတန်တမန်ရေးမင်းအောင်လိုင်းသည်ယခုတစ်ကြိမ်တော့အာဆီယံအစည်းအဝေးသို့တက်ခွင့်ရတော်မူဟုအကြီးအကျယ်ညွှန်လင်းခဲ့တော်လဲအာဆီယံမှ၎င်းတို့၏အချက်၅ချက်ပါပုံရိပ်တည်ချက်ကိုမလိုက်နာသည်၍ယခုတစ်ကြိမ်တာမကနောက်နောက်လဲတက်ခွင့်ရမည်မဟုတ်ဟုပြက်ပြက်သားသားပြောလာခဲ့ပါတယ်မင်းအောင်လိုက်သည်ဘီဂျင်းတွင်ပြုလုပ်သောရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးကောင်စီသို့တက်ခွင့်ရခဲ့သည့်အပြင် ရုရှားရှိဖက်စစ်စန့်ကျင်ရေးစစ်ရေးပြပွဲတို့မှာရောက်ခဲ့ရပြန်သဖြင့်ပူတင်ရှီကျင့်ပင်မိုဒီတို့နှင့်ပလူပလဲလှုပ်ခွင့်ရလာခဲ့၍ဒီဒီချိန်တော့အာဆီယံမှ၎င်းအားဖြစ်ပေရတော့မည်မဟုတ်ဟုတေချာပေါက်တွက်ဆထားသည်ဟုအရာဝတီသတင်းတွင်ရှင်းတာထားပါတယ်။ထို့ပြင်ဒေါ်နယ်ထရန့်နှင့်တွေ့ခွင့်ရအောင်မိသားမက၎င်း၏ရွေးကောက်ပွဲအတူကြီးအားကမ္ဘာစင်မြင်တွင်လိန်ညာပြောခွင့်ရတော့မည်ဟုအမျှော်လင့်ကြီးမျှော်လင့်ထားပါတယ်။၎င်းတို့၏နိုင်ငံရေးဝန်ကြီးဆိုသူတန်းဆွေကလည်းမိမိတို့အားရခင်အတိုင်းပြန်လည်ဆက်ဆံပါရန်နေပြည်တော်တွင်မလေးရှားနိုင်ငံသားရေးဝန်ကြီးကို တောင်းပန်တိုးရှိုးခဲ့ပြန်သည်ဟုဆိုပါတယ်။ထိုမြောက်မကမလေးရှားမှရွေးကောက်ပွဲလေးလာရေးအဖွဲ့ကိုဆေးလွတ်ညီဟုပင်လင်းညာသတင်းထုတ်ပြန်ခဲ့ပါတယ်။၎င်းတို့တောင်းဆိုသည်။တခုမှဖြစ်မလာသည့်အခါရန်ပုံမိကြဖြစ်ပြီးအာဆီယံ၏အချက်၅ချက်သည်ညီသည့်အခါကမှအတီးဖြူခဲ့ခြင်းမရှိ၍တရားမဝင်ဟုပင်စောမင်းထွန်းကပြောဆိုသည့်အသည့်ဖြစ်လာပါတယ်။၎င်း၏ဆရာသမားကိုယ်တိုင်ပြီးခဲ့တဲ့၅နှစ်နီးပါးကခေါင်းညှိနှိမ်ခဲ့သည့်အဖြစ်သည်။ဘာပြော၍ဘာဆိုမှန်ဂါဂနာနာမသိခဲ့ဟုတွင်ခံနေကြအောင်ဖြစ်လာပါတယ်။ စီရင်ရှမ်းမြောက်တွင်ကြံရှိသည့်နေမြများကိုဘုံကျက်၍မရတော့သဖြင့်လက်လွတ်ခရပြီးနောက်မန္တလေးဒေသကြီးကချင်ချင်းကရင်နှင့်ရခိုင်ပြည်နယ်အတွင်ဆုံးရှုံးခဲ့သည့်များကိုပြန်ရရန်ခြေဦးလစ်လာပုံရှိသည်ဟုအေယာဝတီကသုံးသပ်ထားပါသည်။တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှရသောအခွန်ငွေသည်စီယုတ်စုနေစဉ်အတုံးစရိတ်80ရာခိုင်နှုန်းကိုကာမိနေ၍တရုတ်မှလာရှိုးကိုပြန်ပေးရန် MNDAA အတင်းအကျပ်ဖိအားပေးခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။ စေအုပ်စုသည်ရှမ်းမြောက်တွင်နောက်ချိုကြောင်းမင်းတီဘောလာရှိုးလောင်းနှင့်ဂျီနက်ပီစစ်ပွဲကိုအဆုံးသတ်ပေးခဲ့ရသည်တရုတ်၏သဘောတူညီချက်မရဘဲထိုးစစ်များဆင်နွှဲရင်းမည်မဟုတ်တော့လက်ရှိ TNL နှင့်သဘောတူညီချက်အရမိုးကုတ်နှင့်မိုးမိတ်ကိုပြန်ရဖို့ရှိနေသည်ထို့သောမန္တလေး PDF သည်မိုးကုတ်ကိုစေအုပ်စုလက်ထက်ပြန်မရောက်ရန်အစွမ်းကုန်ကာကွယ်သွားမည်ဟုကြေညာချက်ထုတ်ပြန်လာခဲ့သည်ပြည်သူများဘက်ကလည်းပုံပြပူပေါင်းဆောင်ရွက်ပေးကြပါရန်လည်းတောင်းဆိုထားပါသည်မိုးကုတ်ကိုပြန်ရရန်ဆရာသမားဖြစ်သူတရုတ်နှင့်စေအုပ်စုသည် ်ပီဒီအမ်များကိုထည့်သွင်းတွက်ချက်ခဲ့ပုံမရပေထို့သောဆေးဥစုမှအယက်သားများအပေါ်ဖိအားပေးသည့်အနေဖြင့်ပို၍အကြမ်းဖက်တက်ဖြတ်လာပါကပီဒီအမ်များအပေါ်ဆက်၍ခုခံကြမည်မဟုတ်တော့ဟုတုံ့တက်မှုများလည်းထွက်ပေါ်လာသည်ကုလလုခွင့်ရေးအထူးတန်တမန်ဂျွန်အန်ဒရူးကလည်းပြည်သူများရင်ဆိုင်နေရသောအချက်အလက်ကိုဖြည့်ရှင်းပေးနိုင်ပါယံနိုင်ငံတကာသို့အပူတပြင်းတောင်းဆိုလိုက်ပြန်ပါသည် စီးပွားရေးဆယ်စုနှစ်တဆူနီပါအယက်သားအုပ်ချုပ်မှုအောက်တွင်မျှော်လင့်ချက်များခွန်အားများနှင့်ရှင်တန်လာခဲ့သောနိုင်ငံသည်မင်းအောင်လှိုင်၏စင်ဖမ်းမဲ့ကြာဖမ်းမဲ့အပြောများအောက်တွင်ရက်ကူအခါစီးပွားရေးသည်မြည်သူများပြန်လည်နလန်ထူမလာနိုင်တော့ပေငွေကြေးတန်ဖိုးကျဆင်းမှုကုန်စည်နှုန်းများအဆမတန်မြင့်တက်လာမှုကုန်ကြမ်းရှာပါမှုရည်စင်မီများပြတ်တောက်မှုကုန်သွယ်ရေးလမ်းကြောင်းများပိတ်ဆို့မှုများကြောင်းကုန်ထုတ်လုပ်ငန်းများကျဆင်းလာနေမှုအလောက်အကိုင်းများရှာပါလာ၍လူငယ်များအိမ်နီးချင်းနိုင်ငံများသို့ထွက်ခွာနေမှုကြာရှိနေသူများအားလည်း စစ်တဲသို့အတင်းအကျပ်ဆွဲသွင်းနေမှုများအစရှိသည့်ဒဏ်ရာတန်ချက်များကိုလူလူသည်ပွင့်နှင်းမမြအောင်ခန့်စားနေကြရပြီးတိုင်းပြည်သည်အခေါင်းပေါက်ကြီးပမာမျှော်လင့်ချက်ကင်းမဲ့စွာလှုပ်ရှားယုံကန်နေကြရပါသည်ဝင်ဝင်နှစ်ထွက်ဝင်မမြတာတော့ယုံသွားမကသမင်းနတ်မအောင်ပင်မစားနိုင်ကြတော့ပဲကျွေးမြီထူပြောလာ၍တန်ရာမရသည့်အစုံကိုကိုကိုအစုံစီရင်သွားသည့်ခင်းများလေနားမဆက်အောင်ကြားလာရပါတယ်စီးပွားရေးလုပ်ငန်းအများစုသည်ဟန်မပြက်ယုံဆက်လုပ်နေကြရပြီးအောင်မြင်အောင်လုပ်နိုင်ဖို့ဆိုသည်ကစေအုပ်စုနှင့်ညီညာအထိနီးစပ်မှုရှိသည့်အပေါ် မူတည်လာသည်ဈေးကွက်ရှင်ပြိုင်မှုဆိုသည်မှာမရှိတော့ပင်ခရိုနီများကသာလဝက်ကြီးအုပ်ကျွေးဝါလာနေကြသည်ဟုယူရီရှားရီဗျူးစာဆောင်တွင် ရေးသားထားပါသည်ဆေးဥစုဥပိုင်လုပ်ငန်းများသည်လည်းကဏ္ဍသီးသီးတွင်ဝင်ရောက်ချဲ့လေလောက်ကင်နေကြတော့လည်းရရှိသည့်အကျိုးမြတ်များကိုပြည်သူများခံစားခွင့်မရပဲ၎င်းတို့၏စစ်သုံးစရိတ်နှင့်အရာရှိကြီးများအိတ်ကတ်ထဲသို့သာရောက်ကုန်သည်ဟုဆိုသည်ထို့သောအနေအထားများကိုငကိုစိတ်ရင် အခန့်အဖြစ်ရောင်ရဲတင်းတိမ်နေသူများသည့်အုံနောက်အနေထားမိသူများပုံမှန်ရှိသူများဟုအဖေသူများသတ်မှတ်၍ရနိုင်ပေအံ့ဤဆလပီမုံမကိုစလေလောင်းတွေရဲ့မဲဆွဲကတိကဝတ်ပြည်သူတွေအယုံအကြည်မရှိဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်ကပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်ကြမယ်။နိုင်ငံရေးပါတီကကိုစလေလောင်းတွေရဲ့မဲဆွဲစီယုံမှုကတိကဝတ်အပေါ်အယုံအကြည်မရှိဘူးလို့ဒေသခံတွေကသတင်းဌာနကိုပြောပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေကိုအောက်တိုဘာ28ရက်နေ့ကနေဒီဇင်ဘာ26ရက်နေ့ထိရပ်ပေါင်း60မဲဆွဲစီယုံခွင့်ပြုထားတာဖြစ်ပါတယ်။မဲဆွဲစီယုံခွင့်ပြုထားတာကြောင့်စစ်ကော်မရှင်အပြည့်အဝထိန်းချုပ်ထားတဲ့နေမျိုးတွေကကိုယ်စားလှယ်လောင်းအများစုဟာမြေပြင်အထိခွင်းဆင်းပြီးဂတိကဝတ်အမျိုးမျိုးပေးကာပြည်သူတွေကိုလိုက်လံစီယုံမှုတွေလှုပ်ဆောင်နေတာပါ။မွန်ပြည်နယ်ဒေသခံတအူးကတော့ကိုယ်စားလှယ်လောင်းတွေဘက်ကဂတိကဝတ်တွေအမျိုးမျိုးပေးပေမဲ့သူတို့ရဲ့ကိုကြိုးရှာပြီးလှုပ်ဆောင်ခဲ့တဲ့တမိုင်းတွေရှိတာကြောင့် ဘဲကိုစလဲလောင်းကိုမှအယုံကြည်မရှိဘူးလို့သတင်းဌာနကိုပြောပါရယ်ဘလို့ဂရီကဝတ်တွေနဲ့မဲဆွယ်နေလဲဆိုတော့ဖြေခိုင်ပြိုးကတော့သူတို့ပါတီတဲကိုဝင်လိုက်ရင်ပါတီကက်ရှိရင်စစ်မှုမထမ်းရဘူးလို့ပေါ်တာအစွဲမခံရဘူးလို့စစ်မှုတန်းကျင်းလွတ်တယ်လို့အဲ့ဒီလိုပေါ့အခွင့်အရေးပေါင်းများစွာရှိတယ်ပေါ့ဥကုတ်ကိုကြီးပါတီကတော့စစ်မှန်တဲ့ဒီမိုကရေစီရဖို့ပေါ့နော်လူတွေရဲ့နေထိုင်မှုအဆင့်တွေမြင်မာလာဖို့တို့ပြောတာပေါ့နော် ဗဇက်ကပြောတဲ့အပြောပေါ်ပါတီကိုယ်စားလှယ်လောင်းတွေမှာလူကြီးနေရာဝင်ရွေးတဲ့လူတွေရဲ့ကိုကြိုးရှာပြီးလှုပ်ဆောင်တဲ့တမိုင်းတွေလည်းရှိတယ်။ဘဲကိုယ်စားလှယ်လောင်းမှာအယုံကြည်မရှိဘူးလို့သူကဆိုပါတယ်။ဒါပြင်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေဟာအရင်ကတည်းကသူတို့အကျိုးစီးပွားအထွက်သာကြီးတဲ့သူတွေဖြစ်ပြီးအခုလိုမဲဆွဲကာလရောက်မှသာပြည်သူတွေကောင်းစားရေးလှုပ်ဆောင်မယ်လို့ပြောဆိုတာဟာဟာတာတစ်ခုသာဖြစ်တယ်လို့သူကဝေဖန်ပါတယ်။ မွန်ပြည်နယ်ဒေသခံနောက်တအူးကလည်းရွေးကောက်ပွဲဝင်မဲ့ကိုစဲလဲလောင်းတွေကဂတိကဝတ်အမျိုးမျိုးပေးပေမဲ့သူတို့ဖြည့်ဆည်းပေးမှာမဟုတ်တယ်လို့အဲ့ဒီဂတိကဝတ်တွေဟာဆိုရင်မဲကာလာပိတာနဲ့အလိုလိုပြောက်ွယ်သွားမှဖြစ်တဲ့အတွက်အယုံကြည်မရှိဘူးလို့သတင်းဌာနကပြောပါတယ်။ကျွန်တော်ကတော့သူတို့ပေးတဲ့ဂတိကဝတ်တွေကိုမထင်ဘူးသူတို့ဖြည့်ဆည်းပေးမယ်လို့မထင်ဘူး။ဘာကြောင့်ဆိုသူတို့ငကိုကလေးကဒီလိုလှုပ်ချင်လို့အာနာကောက်တင်ထားတဲ့လူတွေလေ။အခုဟိုမှာပြိုင်ဘက်ဆိုရင်ပါတီတွေကလည်းဘယ်ပါတီတွေရှိတော်လို့လဲ။ ဘယ်ပါတီမှမရှိတော့ဘူးအကြီးဆုံးပါတီဆိုလို့ဒီမှာကြန့်ခိုင်ရေးပါတီတစ်ခုပဲရှိတော့တာကျန်တဲ့ပါတီတွေကဘာမှရှိတာမှမဟုတ်တာမဲဆွဲစည်းရုံးတဲ့အချိန်မှသူတို့ခတိကဝတ်တွေပေးတာပါမဲထည့်ပြီးလို့မဲကာလာပြီးသွားရင်ဒီခတိကဝတ်တွေကသူ့ဟာသူအလိုလိုနေရင်ပြောက်ွယ်သွားလိမ့်မယ်အယုံကြည်ကိုမရှိဘူးလို့ဆိုပါတယ်ဒေတာရင်းမှာတော့စစ်ကော်မရှင်အပြည့်အဝထိန်းချုပ်ထားတဲ့နေမျိုးတွေမှာကိုစလေလောင်အများစုမဲဆွဲစည်းရုံးတာတွေလှုပ်ဆောင်နေပေမယ်ဒေါ်လာရေးအင်အားစုတွေအားကောင်းတဲ့နေမျိုးတွေမှာတော့မဲဆွဲစည်းရုံးတာတွေမတွေ့ရဘူးလို့ဒေတာခန်တွေကဆိုပါတယ် ဂျပန်မှာအာနာသိန်းစစ်ကော်မရှင်ဟာရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ကိုစလေလောင်းတွေမဲဆွဲစည်းရုံးနိုင်ဖို့အတွက်ဒေတာရင်းမှာလုံခြုံရေးတိုးမြင့်ပြီးနေစဉ်ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေဇက်တိုက်လှုပ်ဆောင်နေတာပါစစ်ကော်မရှင်ကပြုလုပ်မဲ့ထွေထွေရွေးကောက်ပွဲမှာတော့မွန်ပြည်နယ်အတွင်းမှာတတိပုဂ္ဂလကိုစလေလောင်းတပ်ဦးအပါဝင်နိုင်ငံရေးပါတီကိုကူကကိုစလေလောင်း250ကျော်ဝင်ရောက်ရှင်ပြိုင်ဖို့အမည်စရင်တင်သွင်းထားတာပါမွန်ပြည်နယ်မှာတော့စစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မယ့်အထွေထွေရွေးကောက်ပွဲအပိုင်းတစ်အဖြစ်ကြိုက်ထုတ်သက်ထုံမော်လမြိုင်ချောင်းဆောင်နဲ့ ချိန်မရောမြို့နယ်တို့မှာကျင်းပသွားမှာဖြစ်ပြီးကျန်တဲ့၅မြို့နယ်ကိုတော့လာမယ့်ဇန်နဝါရီ၁၇ရက်နေ့မှာပြုလုပ်မယ်လို့ရွှေကောက်ပွဲအပိုင်းနှစ်မှာထည့်သွင်းပြောထားတာဖြစ်ပါတယ်။ဆက်လက်ပြီးတော်လန်စစ်အတွက်တအူးချင်းသာမကတပ်ဖွဲ့လိုက်ပါပူပေါင်းပါဝင်ကြရေးမန္တလေး PDF အရေးပေါ်ဖိတ်ခေါ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စုံမထိန်ချုပ်နေမြေတွေနဲ့အရေးပါတဲ့မဟာဗျူဟာမြောက်နေမြေတွေကိုကာကွယ်ထိန်ချုပ်နိုင်ရေးဒေါ်လန်စစ်အတွက်တပ်သားတစ်တွေအပြင်တပ်ဖွဲ့လိုက်လဲပူးပေါင်းပါဝင်နိုင်ကြောင်းမန္တလေး PDF ကအောက်တိုဘာ31ရက်မှာအရေးပေါ်ဖိတ်ခေါ်ကြေညာလိုက်ပါတယ်။ပြည်သူ့နေဦးဒေါ်လန်ရေးကြီးရဲ့အခက်ခဲဆုံးအခိုက်အတန့်ကာလတစ်ခုကိုရင်ဆိုင်ဖြတ်တန်းနေကြရတာကြောင့်စူးစီးညှို့ညွတ်မှုတမ်းမာကြန့်ခိုင်မှုဇွဲနေပဲကြီးမားမှုတွေနဲ့အတူရင်ဆိုင်ကျော်လွှားနိုင်မယ်လို့အပြည့်အဝယုံကြည်ထားကြောင်းမန္တလေး PDF ကအသိပေးပါတယ်။ PDF တွေစုံမထိန်ချုပ်ထားတဲ့နေမြေဒေသတွေကိုအကြမ်းဖက်ဆဲအုပ်စုက မြေပြင်ဝေခင်တလုံးအင်အားများစွာနဲ့ထိုးစစ်ဆင်နေတာကြောင့်အတက်နိုင်ဆုံးအကောင်ဆုံးအနေအထားနဲ့ကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိတယ်လို့ဆိုပါတယ်။ဒီလိုအခြေအနေမှာတော်လိုင်းရေးအတွက်အထူးအရေးပါတဲ့မဟာဗျူဟာမြောက်နေမြေတွေကိုဆက်လက်ထိန်းချုပ်နိုင်ဖို့ကအရေးကြီးတဲ့အပြင်မြန်မာပြည်အလဲပိုင်းမြေပြင်ဒေသမှာရှိတဲ့စေုပ်စုရဲ့အချက်အချာနေရာတွေကိုဆက်လက်ချိန်းချောက်နိုင်ဖို့အတွက်လည်းဆက်လက်လှုပ်ဆောင်ရန်တွေရှိတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီအတွက်အာသစ်အင်သစ်ရဲဘော်အစ်စ်တွေကိုလိုအပ်နေတယ်လို့အခုထပ်တာလုံးနဲ့တိုက်စွမ်းရည်နဲ့တိုက်စွမ်းအားတွေလိုအပ်နေတာကြောင့် တော်လန်စစ်ရဲ့အရေးပါတဲ့အလုပ်တွေလှုပ်ဆောင်ကြဖို့တော်လန်စစ်ကိုဆင်မဲလို့တဲ့လူငယ်လူရဲအပေါင်းကိုလှိုက်လဲစွာဖိတ်ခေါ်ကြောင်းမန္တလေး PDF ကကြေညာထားပါတယ်။အမေရိကန်စစ်တိုက်နိုင်ဖို့နဲ့လိုအပ်တာတွေတက်ဆင်ပံ့ပိုးနိုင်ဖို့ကိုအပြည့်အဝတာဝန်ယူပြီးလူပုဂ္ဂိုလ်တဦးတယောက်ချင်းတမကအစုလိုက်အဖွဲ့လိုက်တက်ဖွဲ့လိုက်လေလာရောက်ပူးပေါင်းပါဝင်နိုင်ကြောင်းမန္တလေး PDF ကဖိတ်ခေါ်ကြေညာထားတာဖြစ်ပါတယ်။